ကမ္ဘာတဝန်းအင်တာနက်ချိတ်ဆက်အသုံးပြုလို့မရတဲ့နေရာတွေဒေတာတွေအများကြီးရှိနေတဲ့အချိန်မှာပဲ SpaceX ရဲ့မှာ Starlink ဂျိုဒူအင်တာနက်နည်းပညာကထွက်ပေါ်လာခဲ့ပါတယ်အင်တာနက်ထဲကိုဂျိုဒူတွေအများကြီးလွှတ်တင်ပြီးတော့အဲ့ဒီဂျိုဒူတွေကနေတစင်အင်တာနက်ပြန်ပို့ချပေးမယ်ကမ္ဘာတဝန်းပြန်ပို့ပေးမယ် project ကြီးတစ်ခုပါဆိုတော့ဒီဗီဒီယိုမှာ Starlink အင်တာနက်ဘယ်လိုမျိုးအလုပ်လုပ်တယ်လဲဘယ်လိုတွေပါဝင်လဲဆိုတော့ဒါတွေကိုဆွေးနွေးတော့မှာပဲဖြစ်ပါတယ် ဒါကတော့ Tech Weekly Podcast အနေနဲ့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုမစခင်မှာ internet ဘယ်လိုအလုပ်လုပ်တယ်လဲ internet ဘယ်လိုမျိုးပေါ်ပေါောက်လာတယ်လဲဆိုတော့ကျွန်တော် podcast ဗီဒီယိုတစ်ပုဒ်အရင်တစ်ပတ်တုန်းကတင်ခဲ့ပါတယ်။တကယ်လို့စိတ်ဝင်စားတယ်ဆိုရင်လည်းအပေါ်မှာတွားကြည့်လို့ရပါတယ်။ကျွန်တော် channel ထဲမှာတင်ထားပြီးသားဖြစ်ပါတယ်။ဆိုတော့ဆက်လိုက်ရအောင်ပါ။ပထမဆုံး Starlink အကြောင်းပြပြပေးပါမယ်။အဲ့ဒါပြီးမှပဲသူ့ရဲ့အလုပ်လုပ်ပုံလေးတွေကိုတစ်ဆင့်ချင်းရှင်းပြပေးပါမယ်။ Starlink ဆိုတာကကမ္ဘာပတ်လမ်းကြောင်းထဲမှာဖြွတ်တင်ထားတဲ့ ကမ္ဘာပထမဆုံးနဲ့အကြီးဆုံးဂျိုရုအတန်းကိုအသုံးပြုပြီးတော့ online game online game video call စတဲ့ခြားသော internet ဝန်ဆောင်မှုတွေကိုအသုံးပြုလို့ရအောင်လို့လုပ်ထားတဲ့ satellite technology တခုပဲဖြစ်ပါတယ်။ American Aerial Space Company တခုဖြစ်တဲ့ SpaceX က Starlink satellite တွေကို2019ခုနှစ်ကစတင်မိတ်ဆက်ခဲ့ပါတယ်။တကမ္ဘာလုံး internet ကိုဘယ်နေရာကမှဆိုချိတ်ဆက်အသုံးပြုနိုင်အောင် Starlink ကိုဖန်တီးထားပါတယ်။တောတောင်တွေပြင်ပင်လယ်ပြင်မှာပါ internet ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းလိုင်းနဲ့အင်တာနက်တွေဖျက်တော့ထားရင်တောင်ကမ္ဘာပတ်လမ်းမှာလွတ်တထားရတဲ့ satellite တွေနဲ့ထိစပ်အသုံးပြုထားတာကြောင့်အင်တာနက်ကိုသုံးလို့ရနိုင်မှာပဲဖြစ်ပါတယ်။2019ခုမှာဆိုရင်တော့ SpaceX ကနေဒါပထမဦးဆုံးဒါသူတို့ဒီ Starlink ဂျိုးတွေကိုလွတ်တင်တာပေါ့နော်ပထမဦးဆုံးအရင်နဲ့အလုံးကြီး60လွတ်တင်ပါတယ် အခု2020နဲ့မှာကျွန်တော်တို့ခု9ကိုရောက်လာပြီပြီးခဲ့2024အထိဆိုရင်တော့တို့တို့တို့ပို့လွတ်တာဘယ်လောက်ရှိရှိပြီလဲဆိုရင်တော့အလုံးကြီး9000တိတောင်ရှိသွားပြီဖြစ်ပါတယ်ဒါပေမဲ့ SpaceX ကပေါ့နော်သူတို့ဒီဂျိုတို့အလုံးကြီးအာလုံးစုစုပေါင်းကို4200အထိလွှင့်တင်ဖို့ရည်ရထားတယ်ဆိုပြီးတော့လည်းပြောထားပါတယ်ဒီ internet user တွေကကြတော့ဒီ ဒီဂျိုတူကနေပို့လိုက်တဲ့အင်တာနက်ကိုသူကဟိုကျွန်တော်တို့ပေါ့နော်အရင်ဆလောင်းဆလောင်းလိုမျိုးလိုရမယ်ပေါ့နော်ဆလောင်းသူအဆက်လုဖို့အတွက်ဆလောင်းလိုမယ်တနည်းအားဖြင့်အင်တာနက်ကိုသူကလက်ခံဖို့နဲ့ပြန်ပို့ဖို့အတွက်ဒီဆလောင်းလိုမျိုးရောက်တာတစ်ခုသူတို့လိုရမယ်အဲ့ဒီရောက်တာကနေစင်ဒါအင်တာနက် access ရမှာဖြစ်ပါတယ်ဒါကတော့ Starlink မှာဒါဒီ Starlink အကြောင်းမျိုးပြပြပေးရပါတော့ဆိုတော့တာမန်ဂျိုတူနဲ့ Starlink ဂျိုတူကဘာတွေကွာလဲဆိုတာကျွန်တော်ကြည့်လိုက်ရအောင်ပါကျွန်တော် internet ကျွန်တော်ဒီမှာပေါ့နော်အခါတရဲမှာဆိုရင်ကျွန်တော်ဂျိုတူတွေကအများကြီးရှိရပါတော့လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကဂျူရုတီဒါစောဦးဆုံးပိုင်းပေါ့နော်လွှတ်တင်ထားတဲ့သူတွေရှိရဲကဘာကိုလက်ပတ်နေတဲ့ဂျူရုပေါင်းများစွာရှိပါတယ်ဒါပေမဲ့အဲ့ဒီဂျူရုတွေနဲ့ဒီစတာလင်ဂျူရုတွေကဘာတွေကွာလဲဆိုတာကိုကျွန်တော်ကြည့်ကြအောင်ပါတစ်ချက်ကတော့ကဘာနဲ့အကွာဝေးပါတာမန်ဂျူရုတွေရဲ့အာကာသတွေမှာတရှိနေတဲ့ကဘာနဲ့အကွာဝေးကစတာလင်ဂျူရုတွေရှိတဲ့နေရာထက်အများကြီးကိုပိုဝေးပါတယ်တနည်းအားဖြင့်ပေါ့နော်ကျွန်တော်တို့ပုံမှန်ဂျူရုတွေကစတာလင်ဂျူရုတွေထက်အစရင်ကဘာနဲ့အဝေးကြီးမှာရှိရဲ့ စတားလင်ရကြတော့ကမ္ဘာနဲ့အနီးဆုံးနေရာမှာရှိတာဖြစ်ပါတယ်ဒါကြောင့်တာမန်ဂျိုဒူတွေကနေပြီးတော့ဒေတာပို့လွှတ်တဲ့အခါကျတော့အရန်နှေးတယ်ဘာလို့လဲဆိုတော့အရန်ဝေးနေလို့နှေးတာပေါ့နော်ဒါပေမဲ့စတားလင်ရကြတော့နီးနေရာဖြစ်တဲ့အတွက်သူကမြန်မြန်ဆန်ဆန်ရမှာဖြစ်ပါတယ်နောက်ထပ်ကြွားကြတစ်ခုကတော့တာမန်ဂျိုဒူတွေကကမ္ဘာကိုပတ်ပြီးရွေလျားနေတဲ့အချိန်ကစတားလင်ဂျိုဒူရွေနေရာထက်ကိုနှေးပါတယ်ကျွန်တော်တို့တည်ထားကြတဲ့အတိုင်းကဘာကြီးကနေကိုလက်ပတ်နေတာပါနေကိုလက်နေစင်မှာလဲကဘာကြီးကသူ့ဘာသာသူလဲလက်ပတ်နေတာဖြစ်ပါတယ် တာမန်ဂျိုဒူးတွေရွေလျားနေတဲ့အချိန်ကကဘာကြီးသူဘာသာသူလည်နေတဲ့အချိန်လောက်ပဲရှိတာမို့စတိုင်လင်ဂျိုဒူးတွေထက်ကိုအများကြီးနှိမ့်ွေးပါတယ်အဓိကကွာခြားချက်ကိုပြောရမယ်ဆိုရင်တော့ပိုပြီးဝေးတာနဲ့ပိုပြီးနှိမ့်တာပါတာမန်ဂျိုဒူးတွေကပေါ့အဲ့ဒါဆိုတော့စတိုင်လင်ကဘလောက်ထိတောင်းနီးနီးလေးမှရှိနေလဲပေါ့စတိုင်လင်ဂျိုဒူးတွေကအလုပ်လုပ်ပုံကစိတ်ဝင်စားဖို့ကောင်းပါတယ်စတိုင်လင်ဂျိုဒူးတွေကိုကမ္ဘာမြေမျက်နှာပြင်အထက်ကီလိုမီတာ340ကနေ1000အတွင်းမှာလွှတ်တင်ထားပါတယ် ဒီအမြင့်က low earth orbit LEO လို့ခေါ်တဲ့ကမ္ဘာနဲ့နီးတဲ့ပတ်လန်းကျောင်းထဲမှာရှိပြီးတော့အခြားအင်တာနက်ဂျိုတုတွေထက်အင်တာနက်မြန်ဆန်နှုန်းပိုကောင်းပြီးတော့ latency နည်းပါတယ်။ latency ဆိုတာကဥပမာပြောရမယ်ဆိုရင်တော့ mobile legend လို့ဂိမ်းတွေကစားတဲ့အခါထစ်သွားတာမျိုး game game လို့မျိုးပြောရမယ်ဆိုရင်တော့ game လက်သွားတယ်လို့ပြောပြောတယ်ပေါ့နော် line လက်တယ်ပေါ့။အဲဆိုရင်ခလုတ်တစ်ခုနှိမ့်လိုက်တဲ့အခါ latency များနေတဲ့အခါ response rate နှိမ့်တာဖြစ်ပါတယ်။ starling ဂျိုတုတွေမှာ latency ကနည်းနည်းပဲပါပါတယ်။ ဂျိုရူတွေကလိုအပ်အော်ဘေးလမ်းကြောင်းထဲမှာကဘာကိုပက်ပြီးတော့လှင်လှင်မြန်စွာရွေလျားနေတာပဲဖြစ်ပါတယ်တနအီကိုမိုင်ပေါင်း1800လောက်နဲ့ရွေးနေတာဖြစ်ပါတယ်။ဒါဘာနဲ့နှိုင်းရှင်ရမလဲဆိုရင်တာမဲလေရင်တစည်းကတနအီမိုင်900လောက်နဲ့ပဲသွားတာဖြစ်ပါတယ်။တနအီမိုင်ပေါင်း1800လောက်နဲ့ရွေလျားနေမယ်ဆိုရင်ဂျိုတုတစ်ခုကကဘာကိုတပတ်ပြည့်ဖို့ဆိုရင်တနအီနဲ့တနအီခွဲအတွင်းပဲကြာမှာဖြစ်ပါတယ်။ဆိုတော့ဘာဖြစ်လို့ဒီဒီပေါ့နော်ဒီ Starling ဂျိုတုတွေကဘာလို့အဲ့လောက်အမြန်ကြီးနဲ့သွားနေရတာလဲဆိုတော့ဟာမေးခွန်းရှိလာပါတယ်။ဘာလို့အဲ့လောက်အယမ်းမြန်နေရတာလဲ။ အဲ့တော့အရန်မြန်မြန်နဲ့တွားနေရတာလေပေါ့အကြောင်းကတော့ तू ကကဘာနဲ့နီးတာဖြစ်တဲ့အတွက်ကဘာစွန့်ငင်အားအရန်ခံရတယ်ပေါ့နော်ပြောချင်တာကဗျာစွန့်ငင်အားအရန်ခံရတော့ तू အနေနဲ့မြန်ဆန်တော့မြင့်နေမှသာလျှင် तू တို့ကဘာပလန်လေးမှာအချိန်ကြာကြာလေပတ်လို့ရမှာဖြစ်ပါတယ်မဟုတ်ရင် तू တိသွားပြီဆိုတာနဲ့ကဘာရဲ့စွန့်ငင်အားကြောင့်ကဘာပေါ်ပြေးပင်ပေါ်ကိုပြတ်ချသွားမှာပဲဖြစ်ပါတယ်ဒီလိုကဘာကြီးကိုလေပတ်နေတဲ့ဂျိုတို့တွေကအချင်းချင်းလေစာရောင်ကြီးနီးပညာနဲ့ချိတ်ဆက်ထားပြီးတော့ကဘာပေါ်ကအတော်ပြည့်တွေစီကို data တွေပို့လွှတ်ပါတယ် ဒီဂျိုတို့တွေကအင်တာနက်ကိုရရှိဖို့အတွက်အသုံးပြုသူတွေက Starlink ကထုတ်လုပ်တဲ့ဆလောင်းဆိုတဲ့အင်တာနက်ကိုရရှိဖို့ disk တစ်ခုလိုအပ်ပါတယ်။အဲ့ disk ကဂျိုတို့တွေကိုရှာဖွေချိတ်ဆက်ပြီးအင်တာနက် signal တွေကိုလက်ခံပြီးတော့ router တွေစီပို့လွှတ်ပြီးအင်တာနက် wifi ကိုချိတ်ဆက်အသုံးပြုလို့ရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးချိတ်ဆက်ပြီးအသုံးပြုလို့ရတာကြောင့်ဖုန်းလိုင်းမရတဲ့နေရာတွေနဲ့အင်တာနက်ဂျိုဆက်သွယ်လို့မရတဲ့နေရာတွေမှာအင်တာနက်ကိုအသုံးပြုလို့ရတာမှာပဲဖြစ်ပါတယ်။ဆိုတော့မေးခွန်းတစ်ခုရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ဒီ Starlink ဂျိုတို့တွေကရောအင်တာနက်ဘယ်လိုရတာလဲ။ လွှင့်တင်လိုက်ကြတဲ့ကအင်တာနက်တွေတခါတည်းပါသွားတာလားသူတို့သူတို့ဂျိုဒူတွေကနေအင်တာနက်ကထုတ်လုပ်ပေးတာလားဘယ်လိုမျိုးလုပ်လုပ်တယ်လဲဆိုတာကြည့်ရအောင်ပါတကယ်တော့အင်တာနက်ကပါသွားတာလည်းမဟုတ်ပါဘူးဂျိုဒူတွေကနေထုတ်လုပ်တာလည်းမဟုတ်ပါဘူးကြတော့သူတို့က on ground station ဆိုပြီးတော့အောက်မှာရုံးချုပ်လိုမျိုးဟာကြီးတွေသူတို့ ဟိုဖွဲ့စည်းထားတယ်ပေါ့နော်အဲ့ဒီကနေတစင်ဂျိုစုတွေနဲ့ချိတ်ဆက်ပြီးတော့အင်တာနက်ကိုပို့လွတ်တာပဲဖြစ်တယ်ပေါ့နော်ဒါအမြင်တောင်ရှင်းပြပေးရပါအင်တာနက်ဆိုတာကကျွန်တော်ပြောခဲ့ဘူးသလိုပါပဲကမ္ဘာမြေပြင်ပေါ်ကနည်းပညာတွေဂျိုဂျိုးတွေနဲ့ချိတ်ဆက်ထားတဲ့ကွင်းရက်ကြီးပဲဖြစ်ပါတယ်စတားလင်ဂျိုစုတွေကကမ္ဘာမြေပြင်ပေါ်ကအင်တာနက်ကွင်းရက်တွေကနေတစင်ပဲအင်တာနက်ကိုရရှိပါတယ်ဂျိုရုကအင်တာနက်ရရှိတာကိုနားလည်ဖို့အတွက်လုပ်ငန်းစဉ်၃ခုနဲ့ရှင်းပြပေးပါမယ်။ဆိုတော့ဒီမှာလုပ်ငန်းစဉ်၃ခုကျွန်တော်ရှင်းပြပေးပါမယ်။အဲ့ဒီထဲမှာနံပါတ်၁ကတော့ ground station ဆိုတဲ့ကျွန်တော်ခုနပြောတဲ့ ground station အပိုင်းကိုပြပြပေးပါမယ်။ SpaceX ကသူ့ရဲ့ဂျိုဒူးတွေစီ internet ပို့လွှင့်ဖို့အတွက်မြေပြင်မှာ ground station လို့ခေါ်တဲ့ဆက်သွယ်ရေးစခန်းတွေကိုကမ္ဘာနဲ့အဝန်တိစောက်ခဲ့ပါတယ်။ခမန်းကြီးအပြင် ground station ပေါင်း150က operation တွေလုပ်နေပြီလို့ဆိုပါတယ်။ဒီ ground station တွေကဘယ်မှာရှိလဲဆိုရင်တော့ United States, Europe မှာနောက်ကတော့အာရှအရှေ့လယ်ပိုင်းဒေသတွေနဲ့ Australia, Africa နဲ့တောင်အမေရိကစတဲ့ဒီဒေသတဝမ်းမှာနိုင်ငံဒီကမ္ဘာတဝမ်းမှာတိစောက်ထားပြီဖြစ်ပါတယ်။ထပ်တိုးတိစောက်ဖို့လည်းကြိုးစားနေရလို့သိရပါတယ်။ အဲ့ဒီ ground station တွေမှာတော့ internet တွေကိုကမ္ဘာက internet ကွန်ရက်ကနေပဲ fiber ကြိုးတွေနဲ့ချိတ်ဆက်ထားပြီးတော့ data ကိုရယူပါတယ် ground station တွေမှာအကြီးစား internet တွေတက်ဆင်ထားပြီးတော့ဂျိုးတွေနဲ့ချိတ်ဆက်ဖို့စီစဉ်ထားပါတယ်နံပါတ်1နံပါတ်2ကတော့ဂျိုးတွေစီကိုဘယ်လိုမျိုး data တွေပို့လို့တလဲဆိုတာပြပြပြပါမယ် ground station internet တွေကနေတဆင် data တွေကို radio line နှိပညာ radio wave frequency တွေအပါအဝင် laser communication technology နဲ့ဂျိုးတွေစီကိုပို့လို့ပါတယ် အကာသရေကဂျိုရုတလုံးက ground station နဲ့တရရဲ့ချိတ်ဆက်ပြီးဒေတာရယူပြီးတဲ့အခါအာကာသထဲမှာရှိတဲ့အခြားဂျူရူတွေစီကိုချင်းချင်းပြန်ပို့ပြီးကိုင်းရက်တစ်ခုကိုဖြန့်ဝေပေးလိုက်တာပါပြောချင်တာကတော့ ground station နေရာနေပြီးတော့ခုနပြောတဲ့နီးပညာရင်တစ်ဆင့်ပို့လွတ်တယ်ဂျူရူတွေစီကိုတရရောက်တယ်ဂျူရူတလုံးက ground station တစ်ခုကနေပို့လိုက်တဲ့ကိုင်းရက်ကိုပေါ့နော် internet ကိုသုံးပြီးတော့တခြားဂျူရူတွေသူသူနဲ့နီးစပ်ရဂျူရူတွေနဲ့ကိုင်းရက်တစ်ခုပြန်ဖွဲ့လိုက်ပြီးတော့ internet ပြန်လဲတိဆောက်တာဖြစ်ပါတယ် ဒါကြောင့်နံပါတ်3အနေနဲ့ဂျိုရုကိုရဲ့အကြောင်းကိုပြပြပေးပါမယ်။အာဂါသာပန်လန်ကျောင်းထဲမှာရှိတဲ့စတာလင်ဂျိုရုတွေဟာအချင်းချင်းချိတ်ဆက်ပြီးကိုရဲ့ဖန်တီးထားပါတယ်။ဘယ်လိုမျိုးချိတ်ဆက်ထားလဲဆိုရင် optical intersatellite link လို့ခေါ်တဲ့ OILS ဆိုတဲ့ laser communication technology ကိုအသုံးပြုပြီးဂျိုဒုအချင်းချင်း data ပို့လွှတ်တာလက္ခဏာတွေကိုပြုလုပ်ပါတယ်ဒီနည်းပညာကြောင့်ဂျိုဒုဟာအသုံးပြုစီကို data ပေးပို့နိုင်တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ဂျိုဒုတွေစီကို data ဘယ်လိုပို့ပြီးရော internet ဘယ်လိုရတယ်လဲဆိုတာကိုပြပြပေးတာပါ โอเคနောက်တဲ့ဆွေးနွေးမှာအကြတော့ဒီကမ္ဘာဒေတာတော်တော်များများမှာအင်တာနက်မရသေးဘူးအဲ့ဒီအင်တာနက်မရတဲ့နေရာတွေဒီတော့ကျတော့အင်တာနက်အင်တာနက်ကွန်ရက်တွေအဲဒီဒီတိုင်နေပေါ့နော်ဒီဆက်သွယ်ရေးတိုင်နေမတီထောင်တဲ့လို့ site site တူတိုင်းချင်းမရှိတဲ့နေရာတွေမှာဘယ်လိုမျိုး internet ကိုပေးလဲဆိုတာကိုဆက်ပြီးရောဆွေးနွေးတော့မှာဖြစ်ပါတယ် user terminal လို့ခေါ်တဲ့ disk ကဂျိုဒုကပို့လွှတ်လိုက်တဲ့ radio line တွေကိုဖမ်းယူဖို့အတွက် face array antenna ကိုသုံးပါတယ်။ face array antenna ဆိုတာကတော့ antenna ရရချီထောင်ချီဒီပပါဝင်တဲ့ antenna တွေကိုသတ်မှတ်ထားတဲ့ပုံစံအတိုင်းစူးစိထားတဲ့နည်းပညာပါ။ disk ကနေလက်ခံရရှိတဲ့ radio line တွေကို digital data အဖြစ်ပြောင်းပြီးတော့ internet router တွေစီကိုပို့ပို့ပေးပါတယ်။အဲ့ဒီ router တွေတွေကနေတဆင်ဖုန်း၊ကွန်ပျူတာအဲ့ဒီကနေတဆင် wifi ချိတ်ဆက်အသုံးပြုလို့ရတာပဲဖြစ်ပါတယ်။ဒါကတော့ starlink satellite dish ရဲ့အသုံးပြုပုံလေးပါ dish ကဂျိုရုစီက data ရယူလာတယ်မဟုတ်ဘဲနဲ့အသုံးပြုသူကတောက်ဆိုတာတွေကိုလည်းဂျိုရုစီပြန်ပို့ပေးပါတယ်ဥပမာ starlink အသုံးပြုသူတယောက်ကကျွန်တော် youtube video တွေကိုကြည့်မယ်ဆိုရင် youtube search မှာ itk sharing ဆိုပြီးစာရိုက်လိုက်တာကို dish ကနေပဲဒီအသုံးပြုသူ user ကဒါကိုကြည့်ကျင်နေပါတယ်ဆိုပြီးပြန်ပို့ပေးတာမျိုးပါဆိုတော့ဘယ်လိုမျိုးလုပ်လုပ်တယ်လဲဆိုရင်တော့ကျွန်တော်တို့ဒီအာ dish ဆိုတာရှိမယ်အဲ့ဒီကျွန်တော်တို့ဒီ slang ပေါ့ဗောနော်အဲ့ဒီအဲ့ဒီဟာကကျွန်တော်တို့ user စီကိုအဲပို့ပေးတာပေါ့ဘယ်လိုမျိုးလဲလဲဆိုတော့ပေါ့နော်အဲကျွန်တော် user ကနေပြီးတော့တောင်းဆိုလိုက်တဲ့ data တွေရှိမှအဲ့ data က data ကအဲ့ disk ကနေတဆင့်ဂျိုဒုစီကိုရောက်တယ်ဂျိုဒုကနေတဆင့် ground station ကိုပြန်ပို့တယ် ground station ညာနေတဆင့် internet ကိုရတဲ့ညာနေပြီးတော့အဲ data တွေပြန်ယူပြီးတော့ပေါ့နော်အဲ့ ground station ကအဲနေပြီးတော့ဒီ disk ဂျိုဒုကိုပြန်ပို့တယ်ဂျိုဒုကနေတဆင့် disk ကိုပြန်လာတယ်အဲ့ disk ကနေစဉ် user ရဲ့မှာဖုန်းတွေပါရည်တယ် wifi နဲ့တစ်ဆင့်ပြန်လာတယ်ပေါ့နော်အနည်းအားဖြင့်အဲ့လိုမျိုး chase queen ရကအဲ့လိုသွားတာပါ user နဲ့ internet ဟိုလိုရချလာပြီးတော့ဒီကျွန်တော်တို့မရှိတိုက်ရိုက်သွားတာမဟုတ်ပေါ့နော်ဒီ satellite တွေကနေတစ်ဆင့်ပြန်သွားနေတာပေါ့နော်အဲ့ဒါမျိုးပြောတာပါဆိုတော့အဲ့လိုမျိုးအဆင့် process တွေရန်များတာပေါ့နော်တာမန် internet ကျွန်တော်တို့မြန်မာနိုင်ငံမှာဆင်ပြတဲ့အတိုင်းပဲ internet ဒီမြေပြင်မှာကိုတုံးတာတောင်မှအရန်ကြာနေတော့တွေမှာဒီလိုမျိုးကြီးဗျာအဲဒီ queen ရကနေတစ်ဆင့်ပြန်ပြီးတော့သွားမှာမျိုးတွေဆိုရင်ဘယ်လောက်ထိ ဟို block ဒီ line ဆိုအနှေးနေမလဲပေါ့နှေးနေမှာပေါ့ဆိုပြောလို့ရနိုင်တယ်ဒါပေမဲ့ဗျာပို့နိုင်တဲ့ speed ကဘယ်လောက်လဲဆိုရင် तू ကတောင်းဆိုလိုက်တဲ့အချက်လက်တွေကဘယ်လောက်တော့ပြန်ရလဲဆိုရင် millisecond အတော်တွင် millisecond ဆိုတာဗျာတစ်စက္ကန့်တော့မဟုတ်ဘူးเนาะတစ်စက္ကန့်ရဲ့တထောင်ပုံပုံတပုံရဲ့စက္ကန့်ပိုင်းအတော်တွင်လေးထဲမှာ data ပို့လွယ် အာရမှာဖြစ်တယ်ပေါ့နော်အယံ့မြန်တယ် satellite dish မှာဆိုရင်အဓိကအစိပ်ပိုင်းတွေအနေနဲ့အသေးစား internet တွေရာချီတက်ဆင်ထားတဲ့ internet အပြားတစ်ခုပါပါတယ်အဲ့ဒီအပြားကဂျူဒုကလာတဲ့ radio line တွေကိုလက်ခံတာပြန်ပို့တာတွေလုပ်ပေးပါတယ်နောက်တစ်ခုအနေနဲ့ dish မှာသင်းငယ်တဲ့ motor တွေပါဝင်ပြီးတော့ internet ကိုတက်ဆင်တဲ့အခါအကောင်းဆုံး signal ရရှိနိုင်မယ့်အနေအထားကို auto ချိန်ညှိပေးပါတယ် dish ကို layer 6စွမ်းအင်ပေးပို့ဖို့အတွက် poe စနစ်ပါဝင်ပြီးတော့အဲ့ဒီစနစ်က layer 6စွမ်းအင်ပို့ပေးတဲ့အပိုင်းနဲ့ wifi router ကိုချိတ်ဆက်ပေးပါတယ် နောက်ပြီး disk ကအပြင်မှာထားရတာမလို့မိုးရွာနေပူနှင်းကြတံခံနိုင်အောင်လည်းအတီထွင်ပြုလုပ်ထားပါသေးတယ်။ကဲဒီလောက်ဆိုရင်တော့ဒီ Starlink ဂျိုတုတွေဘယ်လိုလုပ်လုပ်တယ်လဲ Starlink internet ကဘယ်လိုလုပ်တယ်လဲဘာတွေနဲ့လုပ်နေလဲဘယ်လိုလုပ်လုပ်နေတယ်လဲပြီးတော့အဲဘယ်လိုပစ္စည်းတွေပါဝင်နေလဲဆိုတာကိုလည်းသိသွားပြီးတော့ထင်ပါတယ်။ဟုတ်ကဲ့ပါ။ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့အခုပေါ့နော် iPhone တွေမှာ iPhone 3နဲ့တူတယ် ကဒီ Starlink Internet ကိုသုံးလို့ရတော့မယ်ဆိုပြီးတော့အဲသတင်းတွေရှိနေတာလေးကိုလည်းဆက်ပြီးပြောချင်ပါတယ်။အခုအဆုံးသတ်အနေနဲ့ထပ်ပြောရမယ်ဆိုရင်တော့ iPhone တွေမှာ Starlink Internet ဘေးဒင်ပါလာအောင်လုပ်တော့မယ်ဆိုတဲ့အကြောင်းလေးကိုလည်းဆက်ပြီးပြောပြပေးချင်ပါတယ်။ Apple ကအခုပေးထားတဲ့ iOS 80.3 version နဲ့အတူသဘာတီ satellite network တွေကိုပါ support ပေးထားတယ်လို့ပြောပါတယ်။ Apple SpaceX နဲ့ T-Mobile တို့ပူးပေါင်းဆောင်ရွက်ပြီးတော့ဖြစ်လာမယ့် iPhone မှာဂျိုတို့ Internet သုံးလို့ရမယ်ဆိုတဲ့ကိစ္စကအများစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ iPhone နဲ့သုံးလို့ရအောင်မှာမဟုတ်သေးပဲ American နိုင်ငံ T-Mobile သုံးဆွဲသူတွေထဲမှာဒီစမ်းတက်မှုအတွက် Beta Program ပါဝင်ခွင့်ရတဲ့သူတွေမှာပဲသုံးလို့ရသေးတာပါ။အဲ့လိုသုံးဖို့အတွက်ဆိုရင် iPhone 14, 15နဲ့16 series တွေမှာ iOS 18.3 version update လုပ်ထားရမှာပဲဖြစ်ပါတယ်။ လောလောဆယ်တော့ဒီဝန်ဆောင်မှုကစာပို့ခြင်းအတွက်ပဲသုံးပြုလို့ရအောင်မဖြစ်ပြီးတော့နောက်ပိုင်းမှာတော့ Space နဲ့ T-Mobile က data နဲ့ဖုန်းခေါ်ဆိုမှုတွေ voice call တွေအတွက်ပါရနိုင်အောင်ထပ်ထည့်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။ဆိုလိုတာကတော့ iPhone နဲ့ဆိုရင် internet မရှိလဲ Starlink ကိုသုံးပြီးတော့စာတွေပို့လို့ရမယ်ဆိုတာပြောပြတာအဲဖြစ်ဖြစ်တယ်ပေါ့နော်။စာတွေပို့လို့ရမယ်ဆိုတာပဲဖြစ်ပါတယ်။ဒီလိုချိတ်ဆက်မှုကဘယ်လိုမျိုးတွေအတွက်ကောင်းလဲဆိုရင်သဘာဝ BN ရဲ့ ကြောက်တဲ့အခါမျိုးမှာကျွန်တော်တို့လက်စစ်တွေပြက်အင်တာနက်တွေပြက်သွားတဲ့အခါမျိုးပေါ့နော်ကျွန်တော်ဒီတိုင်းလေးချိုးတောက်ရတဲ့နေချိုးအဲ့လိုဖြစ်သွားတဲ့အခါမျိုးမှာဒီ Starlink အင်တာနက်ကအရန်အသုံးဝင်မှာပဲဖြစ်ပါတယ် ဒါပေမဲ့အပဲအနေနဲ့ရတော့ဗောနော်သူကသူ့ရဲ့မှာ emergency SOS အတွက်ကသူတို့ဒီမှာ global star နဲ့ပေါင်းပြီးသားဗောနော် global star နဲ့ပူးပေါင်းပြီးသားဆိုပေမဲ့လို့ဒီလိုမျိုး SpaceX က Starlink နဲ့အပောင်းနေဆိုတော့ပို့ပြီးတော့ကောင်းတဲ့ကိစ္စပဲဖြစ်ပါတယ် Starlink ဟာ SpaceX ရဲ့ရည်မှန်းချက်ကြီးတဲ့ project တစ်ခုအနေနဲ့အာကာသတွေကဂျူဒူထောင်ပေါင်းများစွာအသုံးပြုပြီးကမ္ဘာဆက်သွယ်ရေးကိုပြန်လည်ပြောင်းလဲပေးနေတဲ့နည်းပညာတစ်ခုဖြစ်ရည်တည်နေပါပြီလက်ရှိအချိန်မှာဒီနည်းပညာဟာအင်တာနက်မမီတဲ့ဒေသတွေမှာအင်တာနက်ရရှိနိုင်တယ်လို့အင်တာနက်မြန်နှုန်းကိုတည်တာစွာမြင့်တင်ပေးနိုင်ခဲ့ပါတယ် ပင်လယ်ထဲခီးသွားလာသူတွေအတွက်လည်းခီးသွားရင်အင်တာနက်ချိတ်ဆက်သုံးဆွဲနိုင်အောင်ဝေးလံခေါင်တည်တဲ့တောနယ်လိုနေရာမျိုးတွေမှာကဘာနဲ့အဆက်အသွယ်မပြတ်သွားအောင်ချိတ်ဆက်ပေးနိုင်တဲ့အကျိုးသက်ရောက်မှုတွေဖန်တီးနိုင်ခဲ့ပါတယ်။ဒါနဲ့မကတည်ပဲတဘာဝဘေးရန်တွေဖြစ်ချိန်မှာဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေပြတ်တောက်သွားခဲ့ရင်တောင်အရေးပေါ်ဆက်သွယ်မှုအတွက်အသုံးပြုနိုင်ကြောင်းလည်းတကယ်ကိုအသုံးဝင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ Apple ရဲ့ iOS 18.3လို update နည်းပညာတွေနဲ့ပူးပေါင်းပြီးဖုန်းတွေကိုဖုန်းလိုင်းမရတဲ့နေရာတွေမှာတောင်စာတို့ပေးဖို့ခွင့်ပေးနိုင်တာမျိုးက Starlink ရဲ့လက်တွေ့မြေပြင်မှာအသုံးဝင်မှုကိုပိုပြီးထင်ရှားစေပါတယ်။ ကမ္ဘာအစွန်ဖျားနေရာတွေကလူတွေကို digital ခင့်နဲ့ချိတ်ဆက်ပေးနိုင်တာဟာ Starlink ရဲ့အောင်မြင်မှုတစ်ခုလို့လည်းဆိုနိုင်ပါတယ်။နောက်ထပ်လည်းဂျိုရူးတွေပုံမလွတ်တင်ဖို့ကြိုးစားနေတာကြောင့်ဂျိုရူးတွေတဖြည်းဖြည်းများလာတာနဲ့အမျှအင်တာနက်ရရှိနိုင်တဲ့နည်းနည်းမိတ်တွေပုံမချေပြန့်လာမှာဖြစ်တာကြောင့်လူတန်းပေါင်းများစွာအတွက်ပညာရေး၊စီးပွားရေးနဲ့လူမှုဘဝမှာအခွင့်အလမ်းအသစ်တွေဖန်တီးပေးလာနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်လည်းဖုန်းလိုင်းနဲ့အင်တာနက်မရတဲ့နေရာတွေမှာဆိုရင်အခုဆို Starlink ကိုသုံးနေကြတဲ့သူတွေရှိနေပြီဖြစ်ပါတယ်။ အာโอเคပါမြန်မာနိုင်ငံတော်တွင်းမှာတုံးနေကြရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေလည်းအားလုံးသိပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ Starlink Internet နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ဘယ်လိုမျိုးထင်ကြလဲ Starlink Internet ကကမ္ဘာ့ရဲ့မှာ Internet လောကကြီးပြောင်းလဲပေးနိုင်မယ်လို့ထင်သလားနောက်မှဆိုရင်ဒါဖုန်းတိုင်းလူလူက Starlink Internet ကိုသုံးပြုမယ်ဆိုရင်ကျွန်တော်တို့လက်ရှိသုံးနေတဲ့ Internet ဒီရဲ့ operator တွေကပြောက်ွယ်သွားမှာလားဘယ်လိုလဲရှိလဲကိုယ်ထင်မြင်ချက်တွေရှိတယ်ဆိုရင်လည်းကောင်းမှမှတ်ပေးခဲ့ပါနောက်တစ်ခုကတော့ကျွန်တော် photo ဒီ တက် weekly အနေနဲ့ကျွန်တော်တခြားဘယ်ပုတ်တွေတင်ဆက်ခြင်းသေးလဲကျွန်တဲ့ content idea လေးတွေအဲဒီတင်ဆက်ခြင်းတဲ့အကြောင်းအရာလေးတွေရှိတယ်ဆိုရင်လည်း comment မှာပန်သွားလို့ရပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးချင်တာများရှိတယ်ဆိုရင်လည်း comment မှာရေးသွားလို့ရပါတယ်နောက်ဆုံးပြောချင်တာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုရင်တော့ကျွန်တော် itklamb.com ဆိုပြီးတော့ကျွန်တော် landing portal website တစ်ခုလုပ်ထားပါပြီအဲ့ဒီ website မှာကျွန်တော်တို့ကိုကိုတက်ခြင်းနဲ့တက်မြောက်ခြင်းနဲ့ ပညာရက်တွေကိုဗီဒီယိုကော့စ်နေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပထမအဦးဆုံး platform တည်ထောင်တာပဲဖြစ်ပါတယ်။အဲဒီမှာကိုတက်ချင်တဲ့ဗီဒီယိုကော့တွေရှိတယ်၊ဆရာဆရာမတွေလည်းအများကြီးရှိတယ်၊ဗီဒီယိုလက်ဆင်တွေလည်းအများကြီးနဲ့တောက်တက်လို့ရပါတယ်။ကျွန်တော်တို့ level တိတိကပညာရက်အသီးသီးကိုကျွန်တော်တို့တင်ကြားပို့ချနေပြီပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဆိုတော့နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါမယ်။အားလုံးပဲ။ Bye bye ။